ိုလာမှာကျွန်တော်အပူအပူရဲ့မြမာလေးရဲ့အဖေရဲ့ပေါ့ပြောရင်တော့ဖေကိုငဲလိုက်တာကျင်းသူလွတ်တယ်ဖွဲ့ဖွဲ့ပြီးပြီးတော့ပြုတ်လိုက်တဲ့ငလင်းကညံတော့ချက်ချင်းပြိသွားတော့တော့မလာ၂၈ရက်နေ့ကပြင်အား9.9အဆင့်ရှိတဲ့အင်အားပြင်းငင်ဟာမန္တလေးနဲ့စကိုင်းမြို့အနီးမြေအောင်နဲ့၁၀ကီလိုမီတာကိုဘိုးပြုတ်တောက်ခတ်ခဲ့တဲ့တွေ့ မန္တလေးနဲ့စကိုင်းမြို့တို့ဟာ တခြားနေရာဒေသတွေထက်ဖြစ်အားဖြင့်ငင်းကြီးရဲ့တံကိုအပြင်းထန်ဆုံးခံစားခဲ့ရပါတယ်။မန္တလေးမြို့ရဲ့နောက်တောင်ဘက်အီယာရီမြင့်တဖက်ကမ်းမှာရှိတဲ့စကိုင်းမြို့ဟာငင်းကြောင်မြို့ရဲ့80ရာခိုင်နှုန်းလောက်ထိပျက်စီးသွားခဲ့ပါတယ်။မြန်မာတက္ကသိုလ်689ခုနှစ်မှာဇီယာပူရအောင်မြို့အမည်နဲ့စတင်တည်ထောင်ခဲ့ပြီး ရှေးဘုရင်တွေလက်ထက်မှာမင်းနေပြီးတော့ဖြစ်ခဲ့တဲ့စကိုင်းမြို့ဟာ မြို့ရဲ့ချက်တီဆောင်စကိုင်းတောင်ပါဝင်ယဟန်ရှင်လူသူတော်စင်တွေနဲ့တိလားရှင်တွေတရားဆောက်တီကျင့်သုံးရာဖျားကြောင်းကန်တွေနဲ့တမိုင်းဝင်ဇေဒီပထိုးတွေများစွာရှိပြီးជីနူးတာယာဖွဲ့ရာမြို့ဖြစ်ခဲ့ပါတယ်အခုကမှာတော့ဖျားပြင်းငင်းကြီးကြောင့်မြို့ရဲ့အထင်ကရတမိုင်းဝင်နေရာတွေနဲ့စကိုင်းမြို့ရဲ့ပုံရိပ်ဖြစ်ခဲ့တဲ့အင်းဝတဒါခေါ်စကိုင်းတဒါဟောင်းကြီးလေးပြိုကျပျက်စီးခဲ့ပြီးဒေသခံလူပေါင်း900လောက်ထိသေဆုံးခဲ့ရပြီးတော့ လက်ရှိချိန်ထိလည်းအခြေခံစားသောက်ကုန်တွေပါဝင်ကုညီကစေးတွေများစွာလိုအပ်လျက်ရှိနေတယ်လို့ဒေသခံတွေထံကနေသိရပါဗျ။စကမ်းမြို့မှာအထူးသဖြင့်အထက်မြင့်တိုက်တာအဆောက်အဦတွေပုံမှုထိခိုက်ပျက်စီးခဲ့ပြီးအဲ့ဒီထဲမှာမင်းလန်ပွဲစည်းရုပ်ကကမိသားစုတစုလည်းပါဝင်ဖြစ်ခဲ့ပါဗျ။မိသားစုဝင်၈ယောက်ရှိတဲ့အဲ့ဒီမိသားစုမှာငင်းเจ้าဖခင်ဖြစ်သူအပါဝင် အကိုကြီးအမကြီးနဲ့ညီမဖြစ်သူ စတဲ့မိသားစုဝင်၄ယောက်အသက်ဆုံးရှုံးခဲ့ကြပြီးတေဆုံးသွားတဲ့ညီမဖြစ်သူရဲ့၃နှစ်ခွဲရွယ်သားငယ်လေးခင်မွန်းဖြစ်သူနဲ့မိသားစုဝင်၄ယောက်ကတော့အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့အဲ့ဒီမိသားစုဝင်တယောက်ကပြောပြပါတယ်ဒီမှာနေကြတာပေါ့နော်အခုကျွန်တော်တို့မိသားစုလိုက်ပါတော့ရှိအောင်ရှိအောင်၄ယောက်လွတ်တယ်၄ယောက်ပြည့်ပြီမတရားကဒီအဝတ်ထုတ်ထုတ်လိုက်တာပေါ့နော်ကောလာမှာကျွန်တော်အပူအပူရေမြမာလေးရေအဖေရေပေါ့ပြောရရင်တော့ဖေယုံငဲလိုက်တာ ရင်သူလွတ်တယ်ဆွဲဆွဲပြီးပြီးတော့ပြိုလိုက်တဲ့ငလေးကညံတော့ချက်ချင်းပြိသွားတော့တော့လေအဲ့ဒါကျွန်တော်တို့အောက်ကနေနှိုက်ထုတ်ဒီလားကျွန်တော်ကရင်နဲ့ညာရှင်းနိုင်တော့မှရတယ်ကျွန်တော်အဖေရဲ့အမရဲ့အကိုရဲ့မြန်မာလေးရဲ့လေးယောက်၈ယောက်ကျွန်တော်လေးယောက်ကျွန်တော်ကယ်ထုတ်လိုက်တာအဲဂန်းလေးပါလေပေါ်နေကလေးလေးတယောက်ပါကလေးလေးက၃နှစ်ခွဲရှိတယ်အဲကျွန်တော်ပါသွားတဲ့မြန်မာလေးရဲ့သားလေးပါဩဟုတ်ပါ ဒီသူ့ရောက်တာ။ရောက်တော့တော့။ရောမလာလို့။ဟုတ်။ပိမိနေတဲ့မိသားစုဝင်တွေကိုကူညီကယ်ဆယ်နိုင်မှုဘဲမှကူညီတောင်းလို့မရတဲ့တွေ့နိစ္စရလူတွေရဲ့ဝိုင်းဝန်းကူညီမှုနဲ့ပဲအဲ့ဒီနေ့ည၈နာရီလောက်မှာကဲထုံနိုင်ခဲ့တာလို့လည်း၎င်းကပြောပြပါရယ်။ငင်းလုတ်ခဲ့ပြီးတဲ့နောက်မှာကူညီကယ်ဆယ်ရေးတွေရောက်လာကြပြီးစားတရာမုံနဲ့ထောက်ပံ့ရေးပစ္စည်းတွေပေးကမ်းလှူဒန်းကြပေမဲ့မြေပြင်မှာလိုအပ်ချက်အရာ စီရိုးစံတို့နဲ့ငွေသားအနည်းများမစိုးထောက်ပံ့ပေးမယ်ဆိုရင်ပိုပြီးအဆင်ပြေစေနိုင်တယ်လို့လဲစကိုင်းဒေတာကန်နောက်တူကပြောပါတယ်။စီလာတာမုန်နေလာတာများတယ်။နောက်အဲ့ဒီတော့ဆန်နဲ့စီနဲ့ပြီးနိုင်ရင်အကောင်းဆုံးပဲ။နောက်တစ်ချက်ကငွေပြီးနိုင်ရင်လောက်ဖြစ်ပြ၅00ဖြစ်1000ဖြစ်ဒါသိမ့်ဖြစ်မသိမ့်ဖြစ်အဲ့လိုတတ်နိုင်ရင်ပြီးနိုင်ရင်အကောင်းဆုံး။ဘာလို့ပြန်လဲကြောင်ကြီးခုတို့ကိုပဲဒီဝင်းနေရတဲ့ဒါလေးဖြစ်တာပေါ့။ဒါပဲဒီဒီရှင်တွေပဲကိုယ်တုံသိမ့်ပြီးရတယ်။ အဲ့ဒါဘာမှမရှင်းရသေးဘူးဒါကြမ်းတယ်လက်ရှိမှာခေတ်ကာလကြက်တဲမှုခြေနေရကိုအားကိုကိုးပြီးပြန်လည်ထူထောင်ရေးတွေလှုပ်ဆောင်နိုင်မှုဆိုတာခက်ခဲနိုင်တယ်လို့လည်းဒေသခံတွေကပြောပါတယ်စစ်ကောင်စီကတော့ငွေကြေးထိခိုက်ပျက်စီးခဲ့ရမှုတွေတွေနိုင်ငံတော်ကနေငွေကြေးထောက်ပံ့ပေးတော့မှာဖြစ်ပြီးရာသင့်ရထိုက်တဲ့နေရာအလုံးမျက်မျက်တတ်တတ်ရရှိစေရေးဆောင်ရွက်ပေးတော့မှာဖြစ်ပြီးတော့ စကိုင်းမျိုးကိုရခင်ကထက်ပုံမှုကောင်းမွန်ပြီးဖွံ့ဖြိုးတိုးတက်တဲ့အမျိုးဖြစ်ဖော်ဆောင်ပေးနိုင်အောင်ဆောင်ရွက်တော့မှာဖြစ်တယ်လို့နိုင်ငံပိုင်မီဒီယာကနေပြောဆိုထားပါတယ်ခင်ဗျာ။